အလိုပဲမင်္ဂလာပါဒီနေ့မှာတော့ကော်ပါနဲ့နိုက်ထရစ်အက်ဆစ်တို့ရဲ့အစွမ်းထက်ဓာတ်ပြုမှုကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးသတိပေးပါရစေဒီဆက်သမှုကနေထွက်လာတဲ့အနီညိုရောက်ဓာတ်ငွေဟာအစိတ်လွန်ပြေးပါတယ်ဒါကြောင့်ကြောင်းကျင်သူရဲ့ကြီးကြပ်မှုအောက်ကနေဘေးကင်းရေးကိုအပြူဝလိုက်နာပြီးမှသာလုပ်ကြပါကဲအခုကော်ပါပိုက်ဆောက်ကိုထက်လိုက်ပါပြီကော်ပါဆိုတာတာမန်အဖြစ်ဓာတ်မပြူတဲ့တက်တူပါဒါပေမဲ့အခုသုံးလိုက်တဲ့နိုက်ထရစ်အက်ဆစ်ကတော့ သူ့ရဲ့ဓာတ်တိုးနိုင်စွာမြင့်မာတာကြောင့်မလို့အလုပ်ဖြစ်မှာပါထလိုက်တာနဲ့ချက်ချင်းဝပဆုနေတာမြင်ရပါတယ်ဒါကအယမ်းမြန်တဲ့တပြုံးမှုပါအကြီးကလည်းချက်ချင်းဆိုသလိုအစေးရောက်ကနေပြလဲလဲအယောင်ကိုပြောင်းသွားပါပြီအဲ့ဒီအနည်းညောရောက်ခုံးမွေးတူတူကိုတေချာကြည့်လိုက်ပါအဲ့ဒါကနိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်တန်းငွေပါဓာတ်ရုပ်ပိတာမှာဒီလိုအယောင်ပြောင်းလဲမှုနဲ့ဓာတ်ငွေထွက်တာက redox reaction လို့ခေါ်တဲ့ဓာတ်တိုးတက်လျှော့တပြုံးမှုဖြစ်နေတယ်ဆိုတာကိုပြသနေတာပါ ကပားတွေတဖြည်းဖြည်းပြောင်းဝင်သွားတာကိုတွေ့ရပါမယ်။အခုကြံခဲ့တဲ့ တောက်ပတဲ့အပြာရောင်ကြီးကကပား2 nitrate လို့ခေါ်တဲ့ဓာတ်ပေါင်းကြီးဖြစ်ပါတယ်။ဓာတ်ပြုံးမှုကလည်းအပူထွက်နေတာကြောင့်မလို့ဒီဘန်ခွဲကပူနေမှာပါ။ရှင်းရှင်းပြောရရင်ကပားက electron ဆွတ်လိုက်ပြီးတော့တိုးသွားတယ်။ nitric acid က electron လက်ခံပြီးတော့ dash off သွားပါတယ်။ဒီညီမြချင်းကိုကြည့်ပြီးတော့နားလည်အောင်စူးစမ်းကြည့်ပါ။ ဒီဗီဒီယိုကိုကြည့်ပြီးရော Nitric Acid ရဲ့အစွမ်းနဲ့ကော့ပါတက်တုဘလို့ပြောင်းဝင်သွားလဲဆိုတာသိသွားပြီလို့မျှော်လင့်ပါတယ်ဒါတို့ပေတာရဲ့စေဝင်စားစရာအကြောင်းအရာတွေကိုလက်မလွတ်ချင်ဘူးဆိုရင်ကျွန်တော်ပေကို follow လုပ်ထားဖို့မမေ့ပါနဲ့ဘူးเนาะနောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်